โอเคကျမဖီလာထိုးထားပါတယ်နှကန်းလေးကကျမနှကန်းသေးတယ်သေးတဲ့ခါကျတော့ဒီလိုအဲ့လိုလေးဖြစ်ဖို့ပြတ်ကိုထိုးထားတာပေါ့နော်အာအရန်စိတ်တိုင်းကြပါတယ်အမကလေသူနဲ့လှုပ်တဲ့ခါကျတော့ဟိုပွင့်လင်းပြောတယ်ကွယ်ပြီးတော့သူကလေဟိုပြောလို့ဆိုလို့ကောင်းတယ်ဖူး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 ကလေပြောလို့ဆိုလို့ကောင်းတယ်ပြီးတော့သူကဟိုဆရာဝန်မလည်းဖြစ်တယ်ပညာလည်းတက်တယ်ထက်လက်ထက်တယ် ထက်လဲတက်တယ်အုံနောက်လဲကောင်းတဲ့ခါကြတော့လေအရင်ဟိုတခြားဆရာဝန်မဆိုနည်းနည်းလေးအေးတာလို့ပါရှင်သူကတော့မဟုတ်ဘူးဟိုခက်ထက်ထက်ဆရာဝန်မလေးတက်မှာပါပါတယ်ပြေးတဲ့လျှို့ဝဲရတနာ more and more မှာရှာဖွေပါ ဒီနက်နက်နကမနဲ့စားနဲ့မှာစီးသီးမှာတော့အမမောင်ကန်ရှေပေါ့နော်ခွန်သာချုံငယ်ဘွားရဲ့အမေပါအမနဲ့ကိုမင်းသူနဲ့လင်မယားပေါ့နော်ထူရနဲ့ပတ်သက်ပြီးတော့ငေါ့ကြိုင်လည်းပြောထားတယ်ငေါ့နာကျင်လို့ထိုးပါတယ်ထိုးကျင်လို့ထိုးပါတယ်ဆိုတာနားပြီးတော့ blame နဲ့သူကရှိသေးတာပေါ့နှကန်လေးထုံပြီးပြောပေးတာအဲ့ဒါလေးပါလေဆိုတော့လေလူတွေကလည်းခက်တယ်သီလားကိုကမာဥတာလုံးရင်လုံးတယ်မလုံးရင်မလုံးဘူးကိုင်လင်းပြောတယ်ကိုကလုံးထားပါတယ်ဆိုလဲ ဘူးလို့မလောက်ပါဘူးကျမသဘာဝပါရှင်ဆိုရင်လည်းနေနေဆိုဖြည့်အောင်မယ်ဟုတ်ကဲ့ကျမဖီလာထူတာပါတယ်နှကန်းလေးကကျမနှကန်းသေးတယ်သေးတဲ့ခါကျတော့ဒီလိုအဲ့လိုလေးဖြစ်ဖို့အတွက်ထူတာပါတော့အာကျမထူတာကျမကအလှပရေးရတဲ့ပတ်သက်တော့ကျမ Epic Clinic ပေါ့နော်ဒေါက်တာပူပွင့်ခိုင်စီမှာပဲပြင်ပါတယ်အခုတိကျတဲ့အတိုင်းရွှေမန်းမိန်းမပါတော့ Epic Clinic မှာပဲမှာသွားပြင်လေးရှိပါအဲ့ဒါကြောင့်ပုံစံ ဟုတ်တယ်ဟုတ်တယ်ဆရာဝန်မလေးကလည်းငငယ်ချောချောလေးထထမြင့်မြင့်လေးနဲ့ပေါ့ဆိုတော့ကိုရီးယားကတော့လိုအပ်တာချင်းသွားပြောတာပေါ့နော်ဖူဖူအမဒီလိုလှုပ်ရှင်နေဆိုတော့အမဟိုပရမနှကန်းသားမပြည့်ဘူးဖူဖူရဲ့အမနှကန်းသားလေးကိုပြည့်ချင်တာဆိုတော့အဲအမသူအဲလိုအပ်တာလေးပေါ့နော်အကောင်လားအခုဆိုရရှင်ဒီမသားတော့မျက်နှာကားတဲ့ခါကျဒီမျက်နှာဆိုအမသားဟိုဘိုတောက်ထိုးထားတာပေါ့နော်ပချိတ်လေး အန်ကျိတ်လိုက်ရင်လေထွက်တဲ့အကျိတ်ပေါ့နော်အဲ့ဒါလည်းထိုးထားတယ်ဆိုတဲ့ခါကျမိုင်းသာတော့ဒီမျက်နာတွေနဲ့ပတ်သက်လို့ဆေးထိုးတာတို့ဘာလို့လုပ်နေတော့ Apple Clinic ကဒေါက်တာပူးခွင့်ခံတဲ့ပဲလုပ်လို့ရှိပါတယ်။သူကလည်းအဆင်ပြေတယ်။ဟိုသူ့ကိုလည်းတော်တော်များများလူကြိုက်များကြတယ်။အဲအရန်စိတ်တိုင်းကြပါလေအမကလေသူနဲ့လှုပ်တဲ့ခါကျတော့ဖွင့်လင်းပြောတယ်ကွယ်ပြီးတော့သူကလေဟိုပြောလို့ဆိုလို့ကောင်းတယ်ဖူး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 ကလေပြောလို့ဆိုလို့ကောင်းတယ်ပြီးတော့သူကဟိုဆရာဝန်မလည်းဖြစ်တယ်ပညာလည်းတက်တယ် ထက်လက်ထက်တယ်ထက်လက်ထက်တယ်အုံနောက်လည်းကောင်းတဲ့ခါကျတော့လေအရန်ဟိုတခြားဆရာဝန်မှဆိုနည်းနည်းလေးအေးတာလို့ပါရှင်သူကတော့မဟုတ်ဘူးဟိုခက်ထက်ထက်ဆရာဝန်မလေးတက်မှပါပါတယ်သူကအပြင်မှာလည်းပင်ပင်ပပလေးပေါ့နော်ပြောလို့ဆိုလို့လည်းကောင်းတယ်စင်းဟိုဒီအလှပရေးရနဲ့ပတ်သက်ရင်သူကိုယ်တိုင်လှုပ်ပေးတာပေါ့နော်သူကိုယ်တိုင်လှုပ်ပေးတယ်စိတ်တိုင်းလဲကြရတယ်အမတို့ဒီသွားရဲဆိုအမောက် climate ထားလိုက်ပါမယ်နော် customer အနေနဲ့ customer အနေနဲ့ဖြစ်ချင်တာကိုသူက လုတ်ပေးတဲ့ခါကျအဆင်ပြေတယ်အဲကြောင့်လဲအမကဒီဖီလာထိုးတာတွေဘိုတောက်ထိုးတာတွေသူ့ကိုရွေးချယ်လိုက်တာပေါ့နော်စိတ်ကနေအများကြီးလေနော်အလှပရေးရတယ်အများကြီးတက်မှာမှအမကအပယ်ကလင်းနေစင်တာအပိုင်ရှင်ဖြစ်တဲ့ဒေါက်တာဖူးကွင်းကံကိုပဲရွေးချယ်ပြီးတော့ဖူးကွင်းဖူးနဲ့ပဲသွားထိုးလိုက်တာပေါ့အခုဒီနှကန်းဆိုတာထိုးပေးထားတာလေနော်ဒါဆိုရင် ဟိုဘာပဲပြပြောဟိုအမနှခမ်းအရင်သေးတယ်လေအခုဆိုနှခမ်းလေးကပူပူလေးပြပြလေးပေါ့နော်ဒါတွေကလည်းအမကအခု16ရက်နေ့မှရိုက်မဲ့သုံးသားညီ CD တွေကိုကြိုတင်ပြင်ဆင်ထားတာပါပဲ character character ရပါအပြည့်ဆိုအဲ့ character မှာကိုကဟိုနည်းနည်းဆွဲဆောင်မှုလေးရှိမယ်။လှလဲလှမဟုတ်လျှော့လဲဆိုတော့ဟိုဟိုတွဲရမှာလဲထထထုံးနဲ့တွဲရမှာလေထထထုံးကလဲငယ်တယ်ပေါ့နော်။မက်ကေကလည်း ူ့အရွယ်နဲ့မမြအောင်လူဖတ်နေတဲ့ခါကျတော့အဲ့မင်းသမီးနှစ်လက်ကြမှာကိုက villain ဇက်ပို့လေဆိုတဲ့ခါကျတော့အဲ့မင်းသမီးနှစ်လက်ကြမှာတော့ကိုကအနှစ်မြအောင်တော့ဒါပြင်လိုက်တာပါပြင်လိုက်တာတော့မဟုတ်ဘူးလိုအပ်တာလေးထိုးလိုက်တာပေါ့နော်ဒါကမာဥတာရိုက်မယ်ဒီလ16ရက်နေ့မှာရိုက်မယ်သုံးနာညီစီဒီအတွက်ကိုလုံလိုက်တာလုံထားတာပါနှစ်ခန်းကြမာဥတာငါကိုတဲ့သေးတယ်သေးတဲ့ခါကျတော့တငယ်ချင်းတော်တော်များများပြောတာပေါ့နော်မာဥတာကနှစ်ခန်းကသေးတယ်သေးဆိုတော့အခုမှသာထိုးပြစ်သွားတာပါ ဟိုနားလည်းပြောတော့လေဒီတိုင်းပဲနေတော့မှာပေါ့နော်လိုရင်ထိုးပေါ့ဒါပေမဲ့ပတ်စံခဏခဏကုန်တယ်နော်ပတ်စံကုန်တယ်ပတ်စံကုန်တယ်ဘာလို့လဲအခု Ever Clean ကိုကြော်ညာပေးတာစပွန်ဆာပေးတာမဟုတ်ဘူးနော်ကိုပတ်စံနဲ့ကိုသွားထိုးရတာပါရှင်ဒါကလေသူ့ရဲ့ကံပေါ့နော်သူဟာကံကောင်းတဲ့မင်းကလေးတယောက်လို့မြင်အမကလည်းသမီးမင်းကလေးမွေးထားတာ哦ဆိုတဲ့အခါကျတော့ဒီလိုသူ့ကိုလက်ထက်မဲ့သရိုးသားဘက်ကဒီလိုတံမိုးထားပြီးတော့ တခန်းတနာနဲ့အမှုစိတ်အသေးစိတ်ဘယ်သူမှတော့မထင်ထားတဲ့ဟိုစီစီမှုလေးနဲ့လုပ်တဲ့အခါကျတော့အမကတော့ဖူဖူကို congratulation လို့ပြောချင်ပါတယ်။ဘာဖြစ်လို့ဆိုတော့ဒါဒါသမီးရှင်နဲ့သမီးမိန်းကလေးတိုင်းလိုချင်တဲ့ဘဝလေးနော်။ဒါသူ့ကိုလက်ထက်တဲ့အခါကျရင်လေဟိုသူ့ကိုလက်ထက်ဖို့လက်ထက်ခွင့်တောင်းတာတွေပါတယ်ဟိုသူများနဲ့မတူဘူးကွာနော်။အဲရွှေမန်းလို့ပဲပြောလိုက်မှာတော့ရွှေမန်းဆိုတော့အမနဲ့အများကြီးငယ်ပါတယ်ပရိုဒူဆာပေါ့နော်။ဒါပေမဲ့အမနဲ့တော့မဆုံဘူးပါဘူး။အဲအဲ့ဒီ ရွှေမန်းခေါ်ကိုဝေမင်းမောင်ပေါ့နော်အဲသူကလည်းဒီသူယူမဲ့သူတို့သမီးဖြစ်တဲ့ဒေါက်တာပူပွင့်ခိုင်လေးပေါ်မှာဒီလိုမျိုးတံပိုးထားပြီးတော့တခန်းတနာလေးနဲ့အနုစိတ်အသေးစိတ်လေးလုပ်ပေးတာတွေ့တယ်ကွာဟိုလင်္ကလိရှင်နေနဲ့တော့ဝမ်းသာတယ်ပေါ့နော်မြန်မာစတာဘာသာ